နေ့စဉ်စကားပြောမှာဒီစကားပြောပရံလေးတွေကတော်တော်လေးအသုံးဝင်တယ်နော်တခါလေးရအောင်လေ့လာသွားမယ်နော်နေ့ပဲနေ့ပဲကို just because ကိုတုံးပြောလို့ရရယ်နော် तू ကရုပ်ချောတာနဲ့ပဲသဘောကောင်းတယ်လို့ပြောလို့မရဘူး तू ကပတ်စံရှိရနဲ့ပဲသဘောကောင်းတယ်လို့ပြောလို့မရဘူးအဲ့ဒီဟာလေးကိုဒီ just because နဲ့အသုံးပြောလို့ရရယ်နော် just because she is rich doesn't mean she is honest သူကချမ်းသာနဲ့ပဲရိုးသားတယ်လို့ပြောမရဘူး just because she is tall doesn't mean she is cute သူအရက်ရှည်နေပဲချစ်ရကောင်းတယ်လို့ပြောမရဘူး okay စသဖြင့်ဆောင်းနေအများကြီးပဲဆောက်လို့ရပါတယ်နောက်တစ်ခုကစိတ်ကူးကြည့်လို့မရအောင်စိတ်ကူးကြည့်လို့မရတဲ့ဟာကို can't imagine တော့ပြောလို့ရရနော် i can't imagine my life without you မင်းမရှိတဲ့ငါဘဝကိုတွေးကြည့်လို့ကိုမရဘူးငါမျိုးအရင်ချစ်တဲ့ဆိုတဲ့ဘဝပြောကြတာပါနော် okay i can't imagine myself living there i don't like that place ငါကောငါအိမ်မှာနေနေတာစိတ်ကူးကြည့်လို့ကိုမရအောင်ငါအဲ့နေရာကိုမကြိုက်ဘူး okay ဒါဒီနေရာကိုမကြိုက်တဲ့ဟာကို ခိပြောနေတာဗောနောနောက်တစ်ခုကစီစဉ်ထားတာတွေပြောတဲ့ခါမှာဆိုရှင် buffer energy တုံးပြီးပြောလို့ရအောင် pressure continuous tension တုံးပြီးပြောလို့ရတယ် i am going to yangon tomorrow မနေ့ပြန် yangon သွားမှာအခုသွားနေရတော့မဟုတ်ဘူးမနေ့ပြန်မှသွားမှာသွားဖို့စီစဉ်ထားတာဒီကြောကိုပြောနေတာ okay i'm leaving tomorrow မနေ့ပြန်ထွက်ခွာမှာ i'm driving to bangkok next week နောက်ပတ်မှာ bangkok ကိုငါကားနဲ့သွားမှာ okay စာပြပြောလို့ရအောင်နောက်တစ်ခုကတရွေ့တော့ တပြီးတော့ as long as ကိုတုံပြောလို့ရနော် as long as you love me you are safe မင်းငါ့ကိုချစ်နေသေးတော့မင်းလုံခြုံတယ် as long as you have a lot of money i love you မင်းပစံနေအများကြီးရှိနေတဲ့ရွေးငါမင်းကိုချစ်မယ်စသဖြင့်ပြောလို့ရနော် okay ပိုရတော့အောင်လို့ as long as ကိုတုံပြောဥမာတကြောင်လောက် comment မှာရေးသွားမှာနော်အကျိုးရှိရဆိုလို့ရှင်တော့နောက်ဆက် video တွေအတွက်ဒီကောင်းလေး follow လုပ်ထားဖို့မမေ့တော့နော် bye bye see you in the next video